မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 8ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့ KNDB နဲ့ဗိုလ်လက်ခဲမြို့နယ်မှာရှိတဲ့စစ်ကောင်စီစကမ်းတစ်ခုကို KNDB ပူးပေါင်းတပ်ဖွဲ့များကတိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ August 8ရက်နေ့မနက်ပိုင်းမှာရေကြော်အမြင်ရှိတဲ့စစ်ကောင်စီစကမ်းကိုတိမ့်ပိုက်မှုမှာလက်နက်ခဲယမ်းများနဲ့စစ်ကောင်စီတပ်သားအလောင်းများကိုရရှိခဲ့တယ်လို့ KNDC ရဲ့သတင်းအရေးမြစ်ကပြောပြထားပါရယ်မဲဆလောင်းကိုတိန်းတုံကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေလို့သိရတယ်အလောင်း6လောင်းတွေ့ရတယ်လက်နက်ခဲရန်ကတော့လက်နက်ကြီးရောလက်နက်အသေးရောပါတယ်လို့၎င်းကပြောဆိုခဲ့ပါရယ်ဘော်လခဲမြို့နယ်မှာရှိတဲ့မဲဆလောင်းတောင်စခန်းကိုဇွန်လ25ရက်နေ့မှာ KND ပူးပေါင်းတပ်ဖွဲ့များကကနအူးသိမ်းပိုက်ရရှိခဲ့ပြီးတော့လက်ရှိသိမ်းပိုက်ရရှိတဲ့ရေကျော်စခန်းမှာမဲဆလောင်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားများတပ်ဆွဲထားတယ်လို့သိရပါရယ်အဲ့ဒီစခန်းမှာရှမ်းပြည်နယ်အခြေစိုက်စစ်စီရေးကိုယ်ကဲမှုဌာနချုပ်စကခ2လက်အောက်ခံတိုင်ရင်ခမရ905နဲ့ ်ဘော်လခဲအခြေဆိုင်တပ်တို့ပူးပေါင်းတပ်ဆွဲထားတယ်လို့သိရပါဗျ။ကယင်နေပြည်နယ်လွိုက်ကောဒီမော့ဆိုနယ်ဖားဆောင်မြို့နယ်တို့မှာလည်းတိုက်ပွဲများရက်ဆက်ဖြစ်ပွားနေပြီးတော့လွိုက်ကောဒီမော့ဆိုလမ်းပိုင်းကိုလည်းအတုံးမပြုတ်ရန်ကယင်နေပူးပေါင်းတပ်ဖွဲ့များကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းပလောမြို့နယ်မီးလောင်ချောင်းရွာမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များကိုမကြာခဏစိန်ခေါ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့မိရှုရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ10ရက်နေ့မနက်6:00နာရီကမှပလောမြို့နယ်မီးလောင်ချောင်းကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပြူစောတိများတပ်ဆွဲထားတဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့2:00နာရီကတိုက်ပွဲဖြစ်ပွားကအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်သေးဆုံးပြီး ်စစ်တပ်ကဆက်လက်ပြီးတော့ခုခံနိုင်စွမ်းမရှိဘဲအထိကိုက်များစွာနဲ့စခန်းကနေပြီးတော့ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများစခန်းကိုဆုတ်ခွာထွက်ပြေးသွားပြီးတဲ့နောက်တော်လိုက်တပ်ဖွဲ့များကမီးလောင်ချောင်းချေးရွာအတွင်းမှာရှိတဲ့စစ်တပ်ရဲ့ခန်းစစ်နေရာများနဲ့စာတင်ကြောင်းအတွေ့တီဆောက်ထားတဲ့ဘန်ဂါများကိုမီးရှို့ရှင်းလင်းခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာပိတ်မိနေတဲ့ပြည်သူများကိုလည်းဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲမှာစစ်ခွေးတကောင်မျက်မြင်သေးတယ်အထိကိုက်များနိုင်ပါတယ်စစ်ခွေးတွေကမီးလောင်ချောင်းချေးရွာနဲ့ဘုတ်အခြေဆိုင်ခလိုက်ရဆက်ခွန်ချားမှာရှိတဲ့ကာကင်းကုန်းတစ်ခုကိုထွက်ပြေးသွားတယ်မီးလောင်ချောင်းစ ကန်းကကျွန်တော်တို့ကိုခဏခဏစိန်ခေါ်နေတဲ့စကန်းတတိရှိရင်လာခဲ့ဆိုပြီးတော့တကယ်တကယ်လဲသွားတိုက်ရောဘယ်တော့မှမတိုက်လိုက်ရဘူးပြေးတာပဲလို့ဘိတ်ခေယအမတ်တဲတိုင်ရင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူကာကွယ်တပ်မတော်ပလောဘိတ်ခေယအမတ်တဲတိုင်ရင် ကရင်အမျိုးသားကာကွယ်တပ် KNDO တရင်ခွန်ပလောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖနဲ့တော်လိုင်းမဟာမိတ်တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်လ9ရက်နေ့ကလည်းပလောင်းမြို့ရဲစခန်းနယ်၎င်းရဲ့အရှိမရှိတဲ့စစ်စေးရဲဂိတ်ကိုဗိတ်ခရအမှတ်တဲတရင်နဲ့ကရင်အမျိုးသားကာကွယ်တပ် KNDO တရင်ခွန်တပ်ခွဲနှစ်တို့ကဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား3ဦးတိုက်ဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော်ပလောင်းဗိတ်ခရအမှတ်တဲတရင်ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်ကိုတော်လိုင်းတပ်များကမကြမီတိုက်ခိုက်မယ်ဆိုတဲ့သတင်းများကြောင့်စစ်တပ်အရာရှိကြီးများရဲ့မိသားစုများ ရဲနဲ့ဝင်သားများရဲ့မိသားစုဝင်များအလုံးအရေးနဲ့စတင်ပြောင်းရွှေ့နေကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ6ရက်နေ့ကစတင်ပြီးတော့စစ်တပ်အရာရှိကြီးများရဲ့မိသားစုဝင်များရဲမိသားစုများနန်းစီတန်ဝင်သားများရဲ့မိသားစုဝင်များကပြည်ဦးလွယ်မြို့ကနေစတင်ပြောင်းရွှေ့နေကြပြီလို့သိရပါဗျ။စစ်ကောင်စီဘက်ကလည်းပြည်ဦးလွယ်မှာခံစစ်ပြင်ဆင်ထားမှုများကိုတိတိတသားတိုးမြှင့်လှုံ့ဆော်လာတဲ့အချိန်မှာအခုလိုမျိုးစစ်တပ်နဲ့ရဲနဲ့ ်ဝန်ထမ်းများရဲ့မိသားစုဝင်များကအလုံးအရင်းနဲ့ပြောင်းရွှေ့နေကြခြင်းဖြစ်တယ်လို့သိရပါဗျ။ဩဂတ်လ9ရက်နေ့မှာဇော်မဲလုံးကရမခတိုင်းကစစ်အရာရှိကြီးတွေအဖမ်းခံထားရတဲ့ရမခတိုင်းစစ်ဌာနချုပ်ကိုအစွမ်းကုန်ခုခံကာကွယ်နေတယ်ဆိုတဲ့သတင်းစကားတွေထွက်ပြောတဲ့အချိန်မှာပြင်းလွင်တပ်အတိုင်းဝိုင်းမှာအတော်လေးကိုကြက်ဆက်ရိုက်ခဲ့ပါဗျ။ပြင်းလွင်ကိုဟိုနေ့လာတိုက်တော့မယ်ဒီနေ့လာတိုက်ခံရတော့မယ်ဆိုတဲ့သတင်းတွေကလည်း ပါဇက်သတင်းတွေထွက်နေတယ်တပ်မိသားစုတွေကတော့မနေ့ကတော်တော်များများကိုပြောင်းကုန်ကြပြီရန်ကုန်ကိုပြောင်းကြတာများတယ်ပြင်းလွေမျိုးမရဲစခန်းထဲမှာလဲရဲမိသားစုဝင်တွေကိုရဲတွေကရှောင်ခိုင်းနေပြီဝင်နှမ်းမိသားစုဝင်တွေကလည်းစုပေါင်းကားတွေငှားပြီးတော့ပြင်းလွေကနေပြန်ဆင်းကြတာများတယ်လို့ပြင်းလွေမျိုးကတက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ပြင်းလွေတက်မတော်တိတ်ပန်နဲ့သုတေသနနီးပညာဌာနချုပ်တတနာတက်စစ်အင်ဂျင်နီယာတက်တက်မတော်စေးတက်ရင်စစ်တက်ကတော့တက်မတော်နီးပညာတက်ကတော့ထောက်ပို့တက်များကစစ်အရာရှိမိသားစုဝင်များဟာကိုပိုင်ကားများစုပေါင်းကားရမ်းထားတဲ့ကားများနဲ့ဩဂတ်စ 9ရက်နေ့မှာအလုံးရင်းနဲ့စတင်ပြောင်းရွှေ့နေကြပြီလို့သိရပါတယ်စစ်ကောင်စီဘက်ကတော့တပ်ရရှိကြီးများရဲ့မိသားစုဝင်များရဲမိသားစုဝင်များနန်းစီဒီယံဝန်ထမ်းများရဲ့မိသားစုဝင်များပြောင်းရွှေ့မှုအပေါ်တစုံတရာတားဆီးမှုမရှိပဲတချို့တပ်ရင်းတွေမှာတပ်မှုနဲ့တပ်အကြီးအကဲတွေကိုယ်တိုင်ကမိသားစုဝင်များကိုဘေးလို့ရာကိုပြောင်းရွှေ့ကြရန်နှုတ်မိတ်နဲ့ညွှန်ကြားချက်တွေပေးနေတယ်လို့သိရပါတယ်ပြည်ဦးလွယ်မှာရှိတဲ့တပ်အကြီးပိုင်းမိသားစုတွေကတော့နေပြည်တော်ကိုပြောင်းကုန်ကြပြီမနေ့ညနေက ရက်ွက်တွေကပြည်သူတွေကိုမပြေးကြဖို့နဲ့မီဒီယာတွေသတင်းအမှားတွေကိုမယုံဖို့လိုက်ပြောနေတယ်တက်မိသားစုတွေကတကယ်ကိုတိတ်တဆိတ်ပြေးနေကြပြီ ဘုကတော်ចောင်းဆရာမတွေလည်းចောင်းကိုမလာကြတော့ဘူးနောက်ပြီးတော့ပြင်ဦးလွယ်မိုးချိုးကွက်တဲ့ဖះကုန်းမှာစစ်တပ်ကအင်အားအများပြားချထားပြီးတော့နေရာယူထားတယ်အထက်မြက်အဆောက်အုံတွေမှာလည်းစနိုက်ပါတပ်သားတချို့နေရာယူမယ်လို့အင်ရှင်တွေကိုလိုက်ပြောနေတာတွေရှိတယ်လို့ပြင်ဦးလွယ်ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်တခြားတစ်ဖက်မှာလည်းစစ်ကောင်စီတပ်များကပြင်ဦးလွယ်မြို့အတွင်းကိုမိုးကုတ်နောင်ချိုတို့ဘက်ကနေပြီးတော့ဝင်ရောက်လာမှုများကိုတားမြစ်ထားပြီးတော့မြို့အဝင်တွေမှာစစ်ဆဲမှုများကိုပုံမတင်းကျပ်ထားတယ်လို့သိရပါတယ်ပြည်သူစစ်ခေါ်ပြူစောထီးများကိုလည်းလက်နက်တပ်ဆင်ပေးမှုများကိုအခုရက်ပိုင်းအတွင်းမှာ ပုံမတုံးမြင့်ပြီးတော့လှုပ်ဆောင်လာကြောင်းပြင်းလွင်အခြေစိုက်တက်တဲ့ရေးမြင့်များကပြောဆိုထားပါတယ်ဒီကနေ့မှာပြင်းလွင်ကနေဆင်းလာတဲ့ရာပေါင်းများစွာသောကားများဟာမန္တလေးမြို့အဝင်16မိုင်ဂိတ်မှာပိတ်မိနေတယ်လို့သိရပါတယ်စစ်ကောင်စီကကားများကိုတင်းကျပ်စွာဆစ်ဆင်းနေခြင်းကြောင့်ပြင်းလွင်ကနေဆင်းလာတဲ့ကားများဟာပိတ်မိနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဟ ோம் လေးမြို့နယ်နောင်ပိုအောင်နယ်မြေရဲစခန်းကိုဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်နှောင်းသိမ်းဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဟ ோம் လေးမြို့နယ်နောင်ပိုအောင်ကျေးရွာရဲစခန်းကိုခန်းဒီခရိုင်တော်လန်ရေးတပ်ပေါင်းစုကဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ရာမှာစစ်ကောင်စီဘက်ကနှောင်းသိမ်းဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဟ ோம் လင်းဘက်မှာကတိုက်ပွဲလိုဟာမျိုးနေတိုင်းဖြစ်တာမျိုးတော့မရှိဘူး။ငြိမ်နေတယ်။စစ်ခွေးတွေဘက်ကလည်းမိုးရင်းဖြစ်တော့စစ်ကြောင်းထိုးတာမျိုးနေတယ်။သူတို့စခန်းရဲ့မြို့ area ဘက်မှာပဲစစ်ခွေးတွေနေကြတာတွေရှိတယ်။တော်လန်ရေးတပ်တွေကတော့ခြုံခိုတိုက်ခိုက် တာရဲစခန်းကိုသွားတိုက်တာ drone နဲ့ဘုံကျဲတာတွေတော့တောက်လျှောက်ရှိပါတယ်ရှမ်းနေတက်တွေနဲ့စစ်တပ်ပေါင်းပြီးတော့အဓိကခုခံစစ်သဘောမျိုးနဲ့အနေထားမျိုးပဲရှိတယ်အင်တာနက်နဲ့ဖုန်းလိုင်းတွေလည်းမရဘူးဒါကြောင့်သတင်းတွေလည်းတိတ်မတက်ဘူးလို့သခိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ကတော်လှန်ရေးသတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ထန်တလန်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တအူးဟာဩဂတ်စ်လ9ရက်နေ့မှာချင်းလန်းကောင်စီတပ်ဖွဲ့ဝင်များထံကိုလက်နက်အပြည့်စုံနဲ့အလင်းဝင်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ9ရက်နေ့မှာ ထန်တလန်မြို့ရဲစခန်းမှာခြေကုပ်ယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတဲကနေပြီးတော့တအူးကလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာတာပါလို့မြေပြင်နဲ့အဆက်အသွယ်ရရှိထားသူတို့ကပြောပြခဲ့ပါတယ်။အဲ့ဒီအလင်းဝင်လာသူဟာတပ်သားအဆင့်ရှိသူကိုတပ်ပိုင်ဆိုးလို့သိရပြီးတော့၎င်းနဲ့အတူ MA2 တပ်နဲ့တလက်ကြီပေါက်၄ခုလက်ပစ်ပုံးတစ်လုံးနဲ့ကြီးစံ145တောင်းတို့ကိုယူဆောင်လာတာကြောင့်ချင်းလန်းကောင်စီတပ်ဖွဲ့ဝင်များကစုငွေကျပ်350ချင်းမြင့်ပြီးတော့လုံခြုံတဲ့နေရာကိုပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ25ရက်နေ့မှာလည်းထန်တလန်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များတွေကရဲတအူးနဲ့ စစ်သားတအုပ်တို့ဟာလက်နက်ခဲများနဲ့အတူချင်းလန်းကောင်စီတပ်ဖွဲ့ဝင်များထံကိုအလင်းဝင်ရောက်ခဲ့တာကြောင့်စုငွေချက်350စီချင်းမြန်ပေးပြီးတော့လုံခြုံတဲ့နေရာကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာထန်တလန်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ခလာရ269စခန်းကိုချင်းလန်းကောင်စီတပ်ဖွဲ့ဝင်များကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာမြို့ရဲကစစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာဟာခါမြို့အခြေစိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့လေကြောင်းကနေလည်းအပြင်းထန်ခုခံနေတာကြောင့်နှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆရာပြတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရင်းမာပင်ထန်းတော်ကြီးကျေးရွာကိုစစ်ကောင်စီက120မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ရာပြည်သူ၄ဦးသေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့ညနေ4နာရီအချိန်ရင်းမာပင်မြို့နယ်ထန်းတော်ကြီးကျေးရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ရည်ရွယ်ချက်ရှိရှိကိုကျေးရွာများကိုပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုပြစ်ခတ်မှုကြောင့်ပြည်သူ၄ဦးသေဆုံးပြီးသေဆုံးသူပြည်သူများဟာကျေးစာကျကျေးရွာနဲ့ထန်းတော်ကြီးကျေးရွာကပြည်သူများဖြစ်တယ်လို့သိရပါဗျ။ ရွှေတောင်ဦးအောင်စီရဂုံးကတက်ဆွဲထားတဲ့စစ်တပ်ကလက်နက်ကြီးနဲ့ပစ်တာလက်နက်ကြီးကြီးကထန်းတော်ကြီးရွာအရှိပိုင်းကိုရဆိုင်ဘုံကိုတက်တဲ့ကြပြီးတော့ကိုရဝင်နေတဲ့အမျိုးသား၃ဦးနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးပါတယ်ခွတအူးဒဏ်ရာရသွားတယ်ဒဏ်ရာရရှိတဲ့ပြည်သူ9ဦးထဲကတအူးကတော့စေကူတာမှုခံယူရင်းနဲ့ဒီနေ့ဩဂတ်လ၈ရက်နေ့မနက်ပိုင်းမှာထပ်ပြီးတော့တိတ်ဆုံးသွားပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်စစ်ကောင်စီရဲ့လက်နက်ကြီးထိမှန်ပြီးတော့တိတ်ဆုံးသူပြည်သူ၄ဦးဟာကြီးစာကြကြီးွာကကိုလွှမ်းမိုးအသက်၄၀တန်းနဲ့ ထန်တော်ကြီးကြေးွာကမောင်မြင့်တန်းအောင်ခေါ်ဖိုးဝအသက်22နှစ်မောင်ဖြိုးစီယာအသက်28နှစ်နဲ့ဖိုးသက်ဝေအသက်24နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။ဒါရရရှိသူများဟာဥစိန်လင်းဒေါ်တင်တင်လေးမောင်ရဲကိုကိုတိုးကိုစောင်မင်းဦးကိုမင်းတန်းနဲ့မောင်ပြေဖြိုးတန်းတို့ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ